โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ရနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့မိတ်ဆွေတို့ကိုကျွန်တော်ကဒီအကိုတရားကိုကျွန်တော်ရဲ့ channel မှာမေးထားတဲ့မိတ်ကွန်းကိုဗောနော်မိတ်ကွန်းမိတ်ကွန်းဆိုတာတူတောင်းဆိုထားတဲ့အားကိုကျွန်တော်တင်ပေးမယ်သူကဘာပြောရလဲဆိုတော့ဒီ video to tag ဗောနော် video ထည့်လိုက်ပြီးတော့အာစာသားတွေပြန်ပေးတဲ့စာသားတွေပြန်ထုတ်ပေးတဲ့ website ဒါမှမဟုတ် application တခုကို AI နဲ့ဖန်တီးပြပါလားတဲ့ဖန်အဲ့လိုမျိုးဖန်တီးတဲ့နည်းကိုတော့เนาะတို့ကတီးစီတီးချင်တာအဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာအဲ့ဒီ video to tag application တခုဒါမှမဟုတ် video to tag website တခုကိုကျွန်တော်တို့ AI ကိုတုံးပြီးတော့ဘယ်လိုဖန်တီးရမလဲဆိုတော့ကျွန်တော်ပြောပြောပြပြီးတော့မယ် AI ကိုတုံးပြီးရဖန်တီးရဆိုပေမဲ့ကျွန်တော်တို့ကဒီတိုင်း AI ကိုတုံးပြီးရဖန်တီးလိုက်လို့ရတာမျိုးတော့မဟုတ်ဘူး AI ကိုဒီ application ကိုဖန်တီးပါဆိုပြီးတော့ကျွန်တော်တို့ပြောလိုက်လို့ရတာမျိုးတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ application တစ်ခုဖန်တီးတယ်ဒါမှမဟုတ် website တစ်ခုဖန်တီးတယ်ဆိုလို့ရှိရင်သူ့မှာ process လေးတွေရှိရအစင်စင်ဖန်တီးရတာရှိရပေါ့နော်အာဒီပို့မှာဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် browse ကိုနှိပ်လိုက်တယ်ဒါကိုနှိပ်လိုက်တယ်ဆိုဗီဒီယိုတစ်ပုတ်ရွေးခိုင်းတယ်ပေါ့နော်ဗီဒီယိုတစ်ပုတ်ကိုရွေးခိုင်းတယ်ဗီဒီယိုတစ်ပုတ်ရွေးပြီးတော့ကျွန်တော်တို့ open ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီထဲမှာဗီဒီယိုဝင်သွားမယ်ဗီဒီယိုဝင်သွားပြီး transcript နှိပ်လိုက်တယ်ဆိုရင်ဗီဒီယိုတစ်ပုတ်ကိုတူ generate လုပ်မယ်ပေါ့နော်ဗျာအာဒီမှာပြလိုက်မယ်ဗီဒီယိုတစ်ပုတ်ကိုရေးတယ် open ကိုနှိပ်တယ်တူ ဗီဒီယိုတစ်ပုဒ်တည်းတည်းဝင်သွားတယ်ပြီးသွားတဲ့အခါကျလို့ရှင် uploading ပြေးသွားပြီဆိုရင်ဒီမှာ transcript ကိုနဲ့ uploading ကိုနှိပ်လိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီလို file လေးတစ်ခုရလာမယ်ပေါ့နော်ဒီလို file လေးတစ်ခုရလာမယ်နောက်ပြီးရင်ကျွန်တော်တို့ဒီမှာ Google နဲ့ sign in ဝင်ရမယ်နောက်ပြီးရင်ဒီမှာ transcript file ဆိုတာလေးရှိရဲအဲ့လိုမျိုးလေးပေါ့နော်ဒါတွေကဘယ်ဘလို့အလုပ်လုပ်တာလဲဆိုတာတွေကိုကျွန်တော်တို့ကတိဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ website ဒါမှမဟုတ်ကိုယ့်ရဲ့ software ကဘယ်လိုပုံစံအလုပ်လုပ်မှာလဲ ဘယ်ပေါ်တော့ဘယ်ခလုတ်ကိုနှိပ်ရင်ဘာဖြစ်မလဲဘယ်မှာ file နဲ့တင်မှာလဲဘယ်လို download ဆွဲမှာလဲဘယ်လိုပုံစံမျိုးနဲ့ output ထုတ်မှာလဲ input ဘယ်လိုယူမလဲအဲ့ဒါမျိုးတွေကိုကိုကခေါင်းထဲမှာအစအဆုံးအသေးစိတ်စဉ်းစားထားဖို့လိုတယ်အဲ့ဒါခါကြမှာပဲကျွန်တော်တို့ AI ကို star နဲ့ခိုင်းလိုက်တဲ့အခါမှာ AI ကတိတိကျကျပြန်ထုတ်ပေးလာမှာဒါမှမဟုတ်ဘယ်နဲ့အာမိတ်ဆွေက AI ကိုဒီ tag to video software လေးဖန်တီးပေးပါလို့ပဲပြောတယ်ဆိုလို့ရှိရင်သူက tag to video software တော့ဖန်တီးပေးရတော့ဟုတ်တယ် ဒါပေမဲ့ကိုလိုချင်တဲ့ပုံစံဖြစ်ချင်မှဖြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါကုတ်နဲ့ပဲရေးတီဖြစ်စေကိုယ်တိုင်ရေးတီဖြစ်စေဒါမှမဟုတ် AI ကိုခိုင်းတီဖြစ်စေအဲ့ဒီစဉ်းစားပုံစဉ်းစားနေရတော့အဲ့လိုမျိုးပုံစံပဲပေါ့နော်အကောင်တော့အတူတူပဲကျွန်တော်တို့အဲ့လိုမျိုးစဉ်းစားထားဖို့လိုတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ဒီမှာလိုချင်တဲ့ platform တစ်ခုခုကို software တစ်ခုခုကျွန်တော်တို့က screenshot ရိုက်လိုက် screenshot ရိုက်ပြီးွားတဲ့ခါကျရင်ကျွန်တော်တို့ကဘယ်တွောင်းမလဲဆိုတော့ gemini ကိုတွောင်းလိုက် ဘာကြောင့်ကျွန်တော်ဂျမနိုင်းအရင်ကို recommend ပေးရလဲဆိုတော့ဂျမနိုင်းအရင်ကမြန်မာစကားကိုတိကျနားလေတယ်ပေါ့နော်ကျွန်တော်တို့ကအင်္ဂလိပ်ကိုအင်္ဂလိပ်စာကိုဖတ်တတ်တယ်ရေးတတ်တယ်ဒါပြောတတ်တယ်ဆိုပေမဲ့လုံးဝ professional တယောက်လိုကြီးရေးတတ်တယ်ဖတ်တတ်တယ်ဖြစ်မနေဘူးညာအဲ့တော့ကျွန်တော်တို့လိုချင်တာကိုပြောဖို့တိတိကျကျခိုင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့တကယ်ကျွမ်းကျင်တဲ့ဘာသာစကားကိုတုံးဖို့လိုတယ်အဲကျွန်တော်တို့တကယ်ကျွမ်းကျင်တဲ့ဘာသာစကားကဘာလဲဆိုတော့ကိုယ်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြန်မာစကားပေါ့နော်အဲ့တော့ ဂျမနိုင်းအရင်ကအဲ့လိုကိုယ့်ရဲ့မိခင်ပါတာစကားကိုတေချာနားလေတယ်။တခြား AI နေတဲ့ဆိုင်သူကတေချာနားလေ။ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့တုံးမယ်ပေါ့နော်။ဂျမနိုင်းအရင်ကိုတုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Google Gemini ဆိုတာကိုတွားလိုက် website ကနေတုံးတာပို့ပြီးတော့အဆင်ပြေပေါ့နော်။ဖုန်းဖုန်းနဲ့လုပ်တဲ့လူတွေဆိုလို့ရှိရင်လည်း website မှာတွားပြီးတော့ Gemini AI ဖုန်းကရှာပြီးတော့တုံး။အာဒီကိုရဲ့ဖုန်း application software တရားနေဆိုလို့ရှင်တော့တချို့ကန့်တက်ချက်လေးရှိရပါတော့အဲ့တော့ကျွန်တော်တို့ Gemini ရဲ့ကိုတွားလိုက်တယ် ပြီးတော့အခါကျရင်ကျွန်တော်တို့ဒီမှာ true ah sorry ဗျာ line ပြတ်တော့လို့နော် okay line ပြန်ရပြီပေါ့နော်ကျွန်တော်တို့ gemini ရင်ကိုတုံးတဲ့အခါကျွန်တော်တို့ကဒီ browser နေတော့တုံးဖို့လိုရပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ true ဆိုတာကိုကျွန်တော်တို့ canvas ကိုရွေးထားလိုက်ပြီးွားရင်ကျွန်တော်တို့ဒီအပောင်းပုံလေးကိုနေပြီးရင်ဒီမှာနေ upload file ပေါ့နော်ကျွန်တော်တို့ login တဲ့ file တစ်ခုကိုတွားရွေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ခုနက screenshot ရိုက်ထားတာရှိရယ် ဒီကောင်ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကဒီမှာထည့်ပေးလိုက်မယ်ကိုလိုချင်တဲ့ပုံစံနမူနာပုံစံပေါ့နော်နမူနာပုံစံလေးတစ်ခုထည့်လိုက်မယ်ထည့်ပြီးွားရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီမှာစာလေးရေးမယ်ပေါ့ဗျာကျွန်တော်တို့ကဒီမှာဒီလိုလေးရေးပေးလိုက်တာတော့ဟုတ်ပြီဒါပေမဲ့ဒီမှာကျွန်တော်တို့တောင်းရမယ် language တွေရှိရပါတော့ ကျွန်တော်လူဆိုလို့ရှိရင်လူပါရာစကားကချင်ဆိုရင်ကချင်လို့ပြောတယ်ရှမ်းဆိုရှမ်းလို့ပြောကြရားဆိုကြရားကရင်ဆိုကရင်အာရက်ခိုင်ဆိုလည်းရက်ခိုင်လို့ပြောတယ်ပမာဆိုလည်းပမာလို့ပြောတယ်ဗောနော်အဲ့လိုမျိုးပါရာစကားတွေအများကြီး꽌တယ်လို့ပဲကျွန်တော်တို့ software တစ်ခုဖန်တီးရဒါမှမဟုတ် website တစ်ခုဖန်တီးရဆိုတဲ့နေရာမှာလဲတူနဲ့တက်ဆိုင်တဲ့ application ကိုဟိုဖန်တီးရ application ကိုဖန်တီးရနေရာမှာလဲအဲ့လိုပါရာစကားတွေအများကြီး꽌တာရှိရဗောနော် ဲ့တော့ကျွန်တော်တို့ကအခုက website တစ်ခုဖန်ပြီးမှာဆိုတော့အပြင်ကောင်ထထ website တစ်ခုဖန်ပြီးမှာဆိုတော့ကျွန်တော်တို့ကအဓိကတုံးရမယ့်ပါတယ်စကားကခြားတော့ဒီ HTML HTML ကိုအဓိကတုံးရမယ်เนาะအဲ့ကောင်မရှိတော့မဖြစ်ဘူးပြီးရင် CSS ပြီးရင် Python ပေါ့ဒါတွေကတော့မိဆိုတို့ငါနည်းနည်းပါနည်းပညာကိုလေ့လာလိုက်စားတဲ့လူတွေဆိုလို့ရှိရင်တော့ဂျာဗူနာဝါရှိမယ်ဒါတကယ်လို့ဂျာဗူနာဝါမရှိဘူးဆိုလို့ရှိရင်လည်းအာကိစ္စမရှိသေးဘူးเนาะအခုလောဆယ်အဲ့ဒီစလုံးတွေတည်ထိုင်ရပြီအဲ့တော့ကျွန်တော်တို့က HTML CSS ဒီနေရာမှာကျတော့ HTML ကကျတော့ကျွန်တော်တို့ရဲ့ပုံခန္ဓာကိုဖွဲ့စည်းပုံကိုပြောမယ်ပေါ့နော် CSS ကကျကျွန်တော်အလားဆင်တာနောက်ပြီးတော့ Python နောက်က Python ဆိုတဲ့ဟာကျတော့ကျွန်တော်တို့အုံနောက်ပေါ့နော်အုံနောက်အုံနောက်လို့ပြောလို့ရတယ်ဒီအုံနောက်နေရာမှာကျတော့ကျွန်တော်တို့ကဒီ JavaScript ကိုတောင်းရင်လည်းရတယ်ဒါမှမဟုတ်လည်းအာ PHP ကိုတောင်းရင်လည်းရတယ် ျွန်တော်တို့ကဒီမှာ Python ကိုတုံးမယ်ဘာလို့လဲဆိုတော့ AI နဲ့နည်းနည်းຫນွယ်တဲ့အပိုင်းကိုတွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောနော်အဲ့တော့ကျွန်တော်တို့က Python ကိုတုံးပြီးတော့အဲ့တော့ ျွန်တော်တို့ကဒီမှာ python ကိုတုံးပြီးရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီတိုင်းလေးပြောလိုက်ရအောင်เนาะပြီးရင်ကျွန်တော်တို့ send ကိုနှိပ်လိုက်မယ်ကျွန်တော် send ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီလိုပုံစံလေးထွက်လာတယ်ဗောနော်ဒီလိုပုံစံထွက်လာပြီဗောနော်ကျွန်တော်သူကိုကတော့ code တွေရေးနေတော့မယ်ရောเนาะမပြီးသေးဘူးဒီမှာ while နဲ့လည်နေရကျွန်တော်တို့ခဏလောက်စောင့်ပေးလိုက်မယ်ဗောနော်ခဏလောက်စောင့်ပေးလိုက်ရင်ဒီဘက်က preview ဆိုတဲ့နေရာကိုတွားပြီးကျွန်တော်ကြည့်လို့ရတယ်ဗောနော် ဒီညမှာမိတ်ဆွေတို့ကဒီ AI ကိုခိုင်းတဲ့အချိန်မှာကိုလိုချင်တဲ့ပုံစံကိုမရမချင်းပေါ့နော်မရမချင်းကိုကခိုင်းတတ်ဖို့လိုတယ် software application တစ်ခုရေးခိုင်းနေဆိုရင်တစ်ခါခိုင်းလိုက်ရုံနဲ့လုံးဝရေး PC ထွက်လာလိမ့်မယ်လို့မိတ်ဆွေတို့မျှော်လင့်လို့မရဘူးအဲ AI ကကြတော့လူကိုယ်တိုင်ရေးရတဲ့စာလို့ရှိရင်မြန်လာတော့မြန်တယ်ဒါပေမဲ့နည်းနည်းတစ်ဆလောက်နှစ်ဆလောက်အလောက်မြန်တယ်ပေါ့နော်လုံးဝချက်ချင်းကြီးရော့အင်းဆိုပြီးတော့ပြန်ထွက်လာတာမျိုးတော့မရှိဘူးပေါ့နော် အဲ့တော့ဒီမှာကြီးကျွန်တော်တို့ကခုနကပုံစံမခိုင်းတာတွေလဲသူကလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးကြာတယ်ပေါ့နော်ဒီမှာကြီးဒီမှာဆိုလို့ရှိရင်မြန်အင်္ဂလိပ်ခုနအရင်ရှိရဲ့အင်္ဂလိပ်စာသားတွေကိုသူကမြန်မာလိုပြောင်းပေးလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာလိုခိုင်းပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲအဲ့ဒါတွေကိုအင်္ဂလိပ်လိုပြောင်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပဲအင်္ဂလိပ်လိုစာသားတွေကိုပေါ့နော်အာစာသားတွေကိုအင်္ဂလိပ်လိုပြောင်းပေးပါဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ခိုင်းလို့ရတယ်ပေါ့နော် ကျွန်တော်ဒီလိုစာသားတွေကိုအင်္ဂလိပ်လိုပြောင်းပေးပါဆိုပြီးတော့ပြန်ခိုင်းလိုက်တယ်ဆိုလို့ရှိရင်သူကဒီစာသားတွေကိုအကုန်လုံးအင်္ဂလိပ်လိုပြန်ပြီးမှပြောင်းပေးလိုက်မှာပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီမှာကြည့်သူအင်္ဂလိပ်လိုတခါလဲပြောင်းပေးသွားပြီခုနကမြန်မာလိုဖြစ်နေတာကိုအင်္ဂလိပ်လိုပြောင်းပြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်အသုံးပြုလို့ရပြီလားဆိုတော့ကျွန်တော်အထင်ပြောရလို့ရှိရင်ရအောင်မှာမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်စမ်းကြည့်လိုက်အောင်ဒီမှာဆိုလဲဘာသာစကားရွေးမဲ့ဟာလေးအတူပေါ်ပေါ်လာပြီးရအောင်နော်ဒီမှာအာမြန်မာတို့ မလေးတို့ထိုင်းတို့အင်္ဂလိပ်တို့ဒီလိုမျိုးလေးပေါ်ပြီးရေပေါ့နော်အဲ့တော့ဘာသာစကားရွေးမဲ့နေမှာလဲမိတ်ဆွေထပ်တဲ့အချိန်ထည့်လို့ရတဲ့ဒီကနေပဲတွားမှခိုင်းလို့ရပေါ့နော်ဒီမှာ language တကယ်လို့မိတ်ဆွေကနေရာမတိဘူးဆိုလို့ရှိရင်ဒီလိုလေး slash မှတ်သွား slash မှတ်သွားပြီးလို့ရှိရင်သူ့ကိုပြောလိုက်ဒီနားမှာအမ်ဒီလိုပေါ့နော်ဒီနေရာမှာ ဒီနေရာမှာနောက်တဲ့ပါရာစကားတွေထပ်တိုးပေးပါဒါမှမဟုတ်ကိုတိုးချင်တဲ့ပါရာစကားဒီမှာတရုတ်မပါဘူးပေါ့နော်ဒီနေရာမှာနောက်တဲ့ Chinese ပါရာစကားတရုတ်ပါရာစကားထပ်ထည့်ပေးပါအဲ့လိုမျိုးလေးခိုင်းလို့ရတယ်ကျွန်တော်မခိုင်းပြတော့ဘူးဘာလို့ဆိုတော့ဒါအရှိန်မှာဆိုလို့အခုကျွန်တော်စမ်းကြည့်လိုက်ရအောင်အဲ့တော့ browse file ကိုနှိပ်လိုက်တို့ကဗီဒီယိုတစ်ပုတ်ထည့်ပေးရမှာဆိုတော့ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ထည့်ပေးလိုက်မှာပေါ့နော်အဲ့တော့ဗီဒီယိုတစ်ပုတ်ထည့်ပေးရမှာဆိုတော့ကျွန်တော်ကဒီဗီဒီယိုဒီထဲမှာကြတော့အာ ထားပါကျွန်တော်ဒီဗီဒီယိုပဲထည့်ပေးလိုက်မယ်ပေါ့နော်အဲဗီဒီယိုတစ်ပုဒ်ထည့်ပေးလိုက်တယ်ဆိုဒီမှာကြည့်လိုက် find yourself သူရဲ့ဟာ find ရဲ့နာမည်တခါတည်းပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးကျွန်တော် transcription ကိုနှိပ်လိုက် transcript ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဘာဖြစ်မလဲဆိုတော့ဒီမှာတခါတည်း test successful လို့ပြောတယ်အာအဆင်ပြေသွားပြီပေါ့နော်ဒါပေမဲ့ထွက်လာလားဆိုတော့မထွက်လာဘူး စာရမထွက်လာသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးခိုင်းရမယ်ပေါ့နော်လိုခိုင်းရမလားကျွန်တော်တို့ကလိုချင်တာကဗီဒီယိုထည့်လိုက်လို့ရှိရင်အဲ့ဗီဒီယိုကိုစာရပြန်စေချင်တာပေါ့နော်โอเคကျွန်တော်တို့ဒီမှာဗီဒီယိုထည့်လိုက်ရင်စာအနေနဲ့ပြန်ထွက်လာအောင်ပြင်ပေးပါဆိုမှကျွန်တော်ခိုင်းလိုက်တယ်ပြီးတော့ကျွန်တော်ဆန့်ကိုပဲပြန်နှိပ်လိုက်တယ်ပေါ့နော်ဒီလိုပဲ အာတခြားလိုအပ်ချက်တွေရှိလာတဲ့အခါကြလို့ရှင်လည်းတခြားကိုစမ်းကြည့်ပါတော့ဒီ preview ကိုနိုင်ပြီးတော့ preview နေရာမှာကျွန်တော်တို့ကခလုတ်တွေရှောင်းနေအမျိုးမျိုးစမ်းတက်ကြည့်ဗီဒီယိုတွေထည့်ကြည့်စာထွက်လာလားစမ်းကြည့်ထွက်လာတဲ့စာကမှန်လားဆိုတာလည်းကြည့်ဗီဒီယိုအဲ့လိုစမ်းကြည့်ရတဲ့အချိန်မှာဗီဒီယိုတွေအရှိကြီးမထည့်နဲ့တအားကြာမှာဆိုလို့အဲ့တော့အာ second ဘိုင်းလောက်ရှိရဲ့ဗီဒီယိုလေးပေါ့နော် second ဘိုင်းလောက်ရှိရဲ့ဗီဒီယိုလေးထည့်ကြည့်ဒါမှမဟုတ်ဗီဒီယိုတွေမရှိဘူးဆိုကိုယ့်ဘာကိုရိုက်ပါနော်ဟာလို့မင်္ဂလာပါအဲအဲ့လိုမျိုးလေးပေါ့နော် အလုံးမင်္ဂလာပါကျွန်တော်ကတော့ဘသူဖြစ်ပါလဲအဲ့လိုလေးဗီဒီယိုလေးရိုက်ပြီးရတော့ချင်းကျို့တို့ကိုဒါကိုစာရားထွက်လာတဲ့အခါမှာမှန်လားမမှန်ဘူးလားဆိုတော့ပြန်စစ်မမှန်ဘူးလေဆိုလို့ချင်းသူ့ကိုမမှန်တဲ့ရတော့ပြန်ခိုင်းမမှန်တဲ့ဘူးဆိုတော့ပြပြီးတော့ပြန်ခိုင်းပြန်ခိုင်းဘယ်နားမှာမားနေလဲဆိုတော့ကွာမတိဘူးဆိုတော့ screen shot ရိုက် screen shot ရိုက်မှဒီနားကအလုံးလုံးမလုပ်ဘူးအဲ့လိုမျိုးပေါ့နော်ပုံနဲ့ပို့ပြီးမှဒီနားကအလုံးမလုပ်သေးဘူးဒီနားကအလုံးလုံးအောင်ပြင်ပေးပါအဲ့လိုမျိုးခိုင်းရတော့ပေါ့နော်အဲ့လိုလေးခိုင်းရတဲ့အခါကျမှသူကအဆင်ပြေမယ်ပြီးရင်ဒီနားစာလေးတွေလည်းဖတ်ကြည့် ဒီနောက်စာလေးတွေကဘယ်နားမှာ error ဖြစ်နေလဲဆိုတော့သူကရှင်းပြတယ်ပြီးရင်ဘယ်နားပြင်လိုက်တယ်ဆိုတာရှင်းပြထားတယ်ပြီးရင်တချို့ဟာတွေကကြတော့ကျွန်တော်တို့ဒီ cloud ပြောရလို့ရှင်ဒီသူများတခြားအပြင်ကကုမ္ပဏီတွေပေါ့နော်တခြားပြင်ကကုမ္ပဏီဆိုတော့တခြားပြင်ကဒီ Google ရဲ့ back end ဘိုင်းနေနဲ့ back end ဘိုင်းနေနဲ့လုံးလုံးရတဲ့ software တွေ web browser တွေပေါ့နော်အဲ့လိုမျိုးရှိရဆိုလို့ရှင် website တွေကိုဖန်တီးနေရဆိုလို့ရှင်တော့ ဲ့လိုမျိုးချိတ်ဆက်တဲ့ဟာတွေကိုကိုကနားမလည်ဘူးဆိုလို့ရှင်သူ့ကိုတခါတည်းမေးမေးဘလို့ဘလို့ချိတ်ဆက်ရတာလဲအာဘလို့ဘယ်အပိုင်းတွေကဘလို့ချိတ်ဆက်ရတာလဲပတ်ဆိုင်ပေးရလားမပေးရဘူးလား free တုံးလို့ရလားမရဘူးလားဒါတွေကအစမေးရတယ်ဗောနော်အဲ့ကျွန်တော်နောက်တစ်ခါတော့ပြန်စမ်းကြည့်မယ်ဗောနော်ပြန်စမ်းကြည့်မယ်ဆိုရင်ခုနကဗီဒီယိုပဲတက်တက်လိုက်တယ်တက်တက်လိုက်ပြီးတဲ့အခါကြာလို့ရှင်ကျွန်တော်တို့ transcript ကိုနှိပ်လိုက်တယ်စာထွက်လာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်မယ်ဗောနော် okay ဒီမှာဆိုလို့ရှင်တော့ तू อ่ะ စာတော့ထွက်လာပြီဗောနော်စာထွက်လာပြီဒီမှာအဲ့လိုပဲဗောနော်မိတ်ဆွေတို့ကဗီဒီယိုကိုအဲ့လိုမျိုးလေးအာကျွန်တော်ဗီဒီယိုကိုကြည့်ပြီးသွားအခါကျလို့ရှင်မိတ်ဆွေတို့ကိုပါရာကိုစမ်းကြည့်စမ်းကြည့်မှမားနေတဲ့နေရာတွေပြင်ခိုင်းမလို့ခြင်းတဲ့နေရာတွေဖြတ်ခိုင်းကိုလိုချင်တာတွေထပ်ထည့်ခိုင်းအဲ့လိုမျိုး AI ကိုအချိန်ချိန်ဗောနော်အချိန်ချိန်ထပ်ထပ်ပြီးတော့ခိုင်းခိုင်းမှတဖြည်းဖြည်းနဲ့ကိုလိုချင်တဲ့နေရာကိုရောက်အောင်ခိုင်းသွားရတာလောက်သွားရတာဗောနော်ဒါ AI နဲ့ software ဖန်တီးတဲ့နေမှာ ဒီတိုင်းကြီးရော့အင်ဆိုပြီးတော့ပေးလိုက်လို့ဘရွန်ကိုထည့်ပေးလိုက်တာနဲ့ချက်ချင်းကြီးပြန်ထုတ်လာတာမျိုးကတအားကြီးလွယ်ကူလွန်းနေအဲ့လောက်ထိလွယ်ကူတဲ့ဟာတွေကြာသူများလှုပ်ပြီးတာသူများရေးပြီးတာဘရွန်တွေကိုပဲ copy ကူပြီးထည့်ရမှာပဲရမယ်ပေါ့နော်ကိုကိုတိုင်းဖန်တီးတဲ့အခါကိုကိုတိုင်းကိုယ့်ရဲ့စိတ်ကူထဲမှာရှိရဲ့အတိုင်းဖန်တီးတဲ့အခါမှာကြာလို့ရှိရင်တော့အမားတွေအများကြီးရှိမယ်အမားတွေအများကြီးရှိရဲ့အဲ့ဒီအမားတွေကိုပြန်ပြင်ပြန်ပြင်ရနေပြီးတော့ကျွန်တော်တို့ software တစ်ခု application တစ်ခုရလာတာပေါ့နော် โอเคဒါဆိုလို့ရှင်တော့ဒီကျွန်တော် comment မှာမေးရတဲ့ brother အဆင်ပြေမလို့ကျွန်တော်ထင်တယ်ဒီ video ကြည့်ပြီးွားတဲ့အခါကျလို့ရှင်မိတ်ဆွေတကယ် like လုပ်ကြည့်ပါ like လုပ်ကြည့်ပြီးတော့အာတကယ်လို့နားမလည်ဘူးဒါမှမဟုတ်အကူအညီတခုခုလိုအပ်တယ်ဆိုလို့ရှင်ဒီ description မှာကျွန်တော်ရဲ့ Telegram link ကိုချထားပေးမယ်မိတ်ဆွေ Telegram link ကနေလာပြီးတော့ကျွန်တော်ကိုမေးလို့ရတယ်ကျွန်တော်တိနေတိထားတဲ့လောက်တတ်ထားတဲ့လောက်အကုန်လုံးဖြည့်ပေးမယ်မတိထားတာမတတ်ထားတာဆိုလို့ရှင်လည်းကျွန်တော်ကူပြီးတော့အဖြေရှာပေးမယ်ပေါ့နော် โอเคအားလုံးပဲအဆင်ပြေမယ်လို့ကျွန်တော်တင်တယ်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ခဲ့အောင်ဟောတခုကြံခဲ့တယ်ကုတ်တွေကို copy ကူးမယ်ဆိုကျွန်တော်တို့ဒီကနေတွားပြီး copy ကူးလို့ရတယ်ပြီးရခါကျမှကျွန်တော်တို့ဒီ github တို့ဒါမှမဟုတ်လဲအာ VS Code တို့အဲ့လိုမျိုးနေရာတွေမှာတွားပြီးကျွန်တော် modify လုပ် modify လုပ်ပြီး upload လုပ်တာတွေပါတယ်တော့ကြံသေးရပေါ့နော်အဲ့ဒီအပိုင်းနေကတော့အဲ့ဒါတွေပြီးဆိုတော့မိတ်ဆွေတို့ရပါပြီ ါမှမဟုတ်ဘယ်နဲ့ဒီကနေတခါတော့တုံးချင်တယ်ဆိုရင်လည်းရတယ်ဒီမှာ share ခလုတ်လေးရှိရဒီ share လေးကိုနေဒီ link လေးကိုယူထားဒီ link လေးကိုယူထားတငယ်ချင်းတွေကိုမျှဝေလို့ရတယ်မိတ်ဆွေပြန်တုံးချင်တယ်ဆိုရင်ဒီ link ကနေဝင်ပြီးတော့တုံးလို့ရတယ် okay နော်အဲ့ဆိုအားလုံးအဆင်ပြေကြအောင်လို့ကျွန်တော်တင်တဲ့ channel လေးကို like subscribe လုပ်ခဲ့ဖို့မေးနေတယ်